กินท้องตัดเเละဝင်ရပြီမလို့လေ့ကျင့်ရည်တွေကိုခက်ခက်ခဲစူးစမ်းလေ့ကျင့်နေရပါတယ်။အာမင်ကတော့အားနေတာမို့တမားတွေနောက်မှာနောက်ကျကြံနေပါတယ်။ရှာတေးကတော့ဒီမှာတော့နောက်ကျနေအဆင်မပြေကြောင်းပြောပြီးတကယ်စစ်စစ်ရေးမှာဆိုရင်တိုက်တန်စာဖြစ်ပြီလို့ပြောပါတယ်။အဲ့ဒီနောက်မှာတော့ရှာတေးကအဖွဲသားတွေရဲ့အားတာချက်အားနေချက်တွေကိုတေချာလေးစောင့်ကြည့်နေပါတယ်။ရိုင်းနာကတော့နောက်ကျကြံနေတဲ့အာမင်ရဲ့အထုပ်တွေဝိုင်းကုတဲပေးနေပါတယ်။အာမင်ကတက်လုံးပိုင်းမှာအားနေပေမဲ့လည်းပလန်ချတာတွေညံသုံးထားတဲ့အပိုင်းတွေမှာတော့ထူးချွန်ကြောင်းရှာတေးတယောက်လည်းတည်နေပါတယ်။ရိုင်းနာကတော့ခွန်အ ာဗလာပိုင်းမှာတခြားလူတွေထက်သာပြီးခေါင်းဆောင်နိုင်စွမ်းနဲ့ရှိတဲ့လူတယောက်ဖြစ်ပါတယ်။အန်ဒီကတော့တိုက်ခိုက်ရေးပိုင်းမှာထူးချွန်ပေမဲ့အများအနေမလုံဆောင်ပဲဒဂိုကောင်းစိတ်ရှိတဲ့လူတယောက်ဖြစ်ပါတယ်။ဘဲတိုးစ်ကလည်းအရေးချင်းရှိတဲ့လူတယောက်ပဲဖြစ်ပါတယ်။ဂျန်စ်ကတော့သူ့ကိုယ်သူအရန်တွေအထင်ကြီးတတ်ပြီးအသင်းသားတွေနဲ့အဆင်မပြေတဲ့ခြေကကန်လူစားမျိုးဖြစ်ပါတယ်။ဆာရှာကတော့အရေးချင်းရှိတဲ့လူတယောက်ဆိုပေမဲ့အစားတောင်းမလွန်လူတယောက်ဖြစ်ပါတယ်။ကိုနီကတော့သူ့နေရာနဲ့သူ့အဆင်ပြေပေမဲ့လည်းဒုံးဝေးတဲ့လူတယောက်ဖြစ်ပါတယ်။အေရန်ကတော့အမြဲတမ်းသမားတွေထက်ကြိုးစားတဲ့လူတယောက်ဖြစ်ပါတယ်။အတော်တက အတော်ဆုံးဆိုတဲ့လူတယောက်ကတော့မီကာစာပဲဖြစ်ပါတယ်အဲရန်ကအမြဲတမ်းလေးကျင့်နေပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကဘလူးတွေနဲ့ပဲတိုက်ခိုက်ချင်တာကြောင့်လူချင်းချင်းတိုက်တဲ့တိုက်ခိုက်နည်းတွေကိုမတင်ချင်ကြောင်းပြောပါတယ်ဒါပေမဲ့လည်းရိုင်းနာကသူတို့ကစစ်သားတွေဖြစ်တာကြောင့်တိုက်ခိုက်နည်းတွေကိုလည်းတင်ထားတဲ့ကြောင်းအဲရန်ကပြောပါတယ်သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်တိုက်ခိုက်ရေးမှာအရန်တော်တဲ့အန်နီကသူတို့အနားကိုရောက်လာပါတယ်ရိုင်းနာကလေးချင်းရဲ့အတွက်အန်နီနဲ့အဲရန်ကိုဖိုက်ခိုင်းပါတယ်အဲရန်ကလည်းသူတက်တဲ့လောက်ဥဆောင်တိုက်ပေမဲ့လည်းအန်နီကန်တာကိုပဲခံလိုက်ရပါတယ်ရိုင်းနာကတော့နိုင်ချင်းအဲ ရန်လက်ရရဓာတ်ကိုလူနိုင်မှနိုင်မယ်ဆိုပြီးအန်နီကိုပြောပါတယ်ဒီတော့အန်နီကလည်းအရန်စီကိုဝင်လာပါတယ်အရန်ကခူးကံမိမဲ့လည်းအန်နီရဲ့ခြေကံချက်ကြောင့်ပဲဖင်ထောင်ကျသွားပါတယ်ဒီတော့အရန်ကလည်းမြောက်ထိုးပင်ကိုလုံနေတဲ့ရိုင်းနာကိုအန်နီနဲ့ချခိုင်းပါတယ်ရိုင်းနာကတော့မတိုက်ချင်မိမဲ့အန်နီကိုပညာပေးချင်တာကြောင့်တိုက်ခိုင်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူလည်းအရန်တိုင်းမဲ့ဖင်ထောင်ကျသွားပါတယ်အန်နီကတော့တိုက်ခိုက်ရင်နီးစနစ်တွေကိုသူ့ဖေကသူငယ်စဉ်ကလေးကတင်မိခဲ့ကြောင်းပြောပါတယ်အခုလေ့ကျင့်နေတဲ့လူတွေကလည်းပေါ်ပေါ်လျော်လျော်လေ့ကျင့်နေကြပြီအချိန်တိုင်းရင်တရား ိုင်းအတွင်းမှာပဲအေးဆေးနေမယ်လူတွေပဲလို့အန်ဒီကပြောပါတယ်အဲရန်လိုယူနေတဲ့ကောင်တွေကတော့အသေးအတန်လေးချင်းနေကြကြောင်းပပယ်နေနေပြောဆိုပါတယ်ဒီတော့အဲရန်ကလည်းထုံးစံအတိုင်းဆက်ဆက်တိမကန်ဖြစ်နေတော့နောက်တစ်ခါအမောက်တိတ်ခံလာရပါတယ်ဒီလိုနဲ့တင်နန်းကလားသုံးနှစ်သာပြီးဆုံးသွားပါတယ်တင်နန်းပြီးမှတော့အမတ်အများဆုံး၁၀ယောက်ကိုလည်းချိန်ကျလိုက်ပြီးဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ရွေးချယ်စရာတတ်တုံကူရှိပါတယ်ပရမတစ်ခုကတော့မြို့တော်ဆောင်တက်ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့တိုင်းပြင်ဘက်ကိုထွက်ပြီးတိုက်တန်တွေအကြောင်းကိုလေ့လာရတဲ့ခင်းထောက်တက်ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့တတ်တောက်တတ်တာနေ င်ရတဲ့ဘင်းတက်တော်ဆောင်တစ်ဖွဲ့တနည်းအားဖြင့်တော်ဝင်တစ်ဖွဲ့ပဲဖြစ်ပါတယ်တော်ဝင်တစ်ဖွဲ့တည်းကိုတော့အကောင်းဆုံး၁၀ရောက်တာဝင်ခွင့်ရှိတာဖြစ်ပါတယ်အကောင်းဆုံး၁၀ရောက်တဲ့မှာပါဝင်တဲ့လူတွေကတော့ခရစ်စတာကိုနီဂျန်စ်ဘဲတုစ် အန်နီရိုင်နာအဲရန်နံပါတ်၁နေရာမှာတော့မီကာဆာပါဝင်ခဲ့ပါတယ်ဒီလိုနဲ့ညစာစားပွဲချင်းပါနေကြပြီးဘယ်အဖွဲ့တွေဝင်မလဲဆိုတာအချင်းချင်းမေးမြန်းနေကြပါတယ်အဲရန်နေနဲ့တော်ဝင်တက်တယ်ကိုဝင်ခွင့်ရှိပေမဲ့လည်းတေချာပေါက်ကင်းအောင်တက်တယ်ကိုဝင်မယ်လို့ပြောပါတယ်လူသားတွေအနေနဲ့တိုက်တန်တွေကိုနိုင်မို့ကမျောလင်းချက်မရှိတာကြောင့်တော်ဝင် င်တပ်တွေဦးတော်ဝင်မှုတိုက်တွန်းကြပါတယ်။ဒါပေမဲ့အေရန်ကတော့လူသားတွေအနေနဲ့တိုက်တန်တွေကိုဆုံးရှုံးနေရတာတိုက်တန်တွေအကြောင်းဘာမှမသိနားမလည်သေးလို့ဒါဖြစ်ကြောင်းပြောပါတယ်။ဒီတော့တိုက်တန်တွေရဲ့စစ်မြေကိုမတိတိအောင်လောက်အောင်မှာဖြစ်တာကြောင့်ခင်တော်တပ်တွေဦးတော်ဝင်မှာဖြစ်ကြောင်းပြောပါတယ်။အေရန်ရဲ့ယုံကြည်မှုတွေပြင်းထန်လို့တဲ့စကားကြောင့်လူတွေကလည်းအံ့ဩမှင်သက်သွားကြပါတယ်။တကယ်ချင်းတောင်းဝါတော့စကားတွေပြောနေကြပြီးအာမင်ကလည်းခင်တော်တပ်တွေဦးတော်ဝင်မှာဖြစ်ကြောင်းပြောပါတယ်။မီကာစာအားပါဝင်မယ်ဆိုတဲ့အတွက်အေရန်ကတော့မဝင်စေချင်ပဲတော်ဝင်တပ်တွေဦးတော်ဝင်မှုပြောပါတယ်။ဒါ ါပေမဲ့မီကာဆာကတော့အဲရန်သွားတဲ့နေရာကိုလိုက်မှဖြစ်ကြောင်းနဲ့သုံးဆန်အတိုင်းတဆုတ်တူလုတ်တက်တဲ့အဲရန်ကိုကာကွယ်ရမှဖြစ်ကြောင်းပြောပါရတယ်။မိသားစုဝင်တွေအကုန်လုံးကိုဆုံးရှုံးလိုက်ရပြီမလို့နောက်ဆုံးတယောက်တည်းတော့အဲရန်ကိုတော့တပ်ပြီးမဆုံးရှုံးခြင်းကြောင်းမီကာဆာကပြောပါရတယ်။ဒီတော့သုံးယောက်လုံးကကင်းထောက်တက်တဲ့ဝင်မှုဆုံးဖြတ်လိုက်ကြပါရတယ်။နောက်တရရောက်တဲ့အခါမှာတော့အာဝင်ဦးဆောင်တဲ့ကင်းထောက်တက်တိုင်းပြင်းမှန်းအနေပြောင်းလာပါရတယ်။ဒီတပွဲထဲမှာတိုက်ခိုက်ရင်မှာတပတ်ခံကတ်တော်တဲ့တိုက်ခိုက်ရင်မှာတယောက်ရှိပါရတယ်။သူကတော့လီဗိုင်အကာမန်းဖြစ်ပါရတယ်။အာဝင်ဦးဆောင်မီနောက်ပိုင်းမှာတော့အတီပြော င်းကလည်းအရင်အတက်ဆိုင်အများကြီးရော့ပါလာပြီးအခြေအနေတွေကလည်းတိုးတက်လျက်ရှိတာမို့ပြည်သူတွေကလည်းကြေနပ်နေကြပါဗါတယ်အဲ့ဒီအချိန်မှာတော့ဟာနက်စ်ကရောက်လာပြီးလေးချင်ရေစမွေးအောင်သွားတဲ့အရန်ကိုချီကျူးနေပါဗါတယ်အရင်တော့အမေဖြစ်သူကိုမကယ်နိုင်ခဲ့တဲ့အတွက်လည်းဖတ်ပြီးတော့တောင်းပန်ပါတယ်ဒါပေမဲ့အရန်ကရင်ကျက်နေတဲ့အရွယ်ရောက်နေပြီးမို့ဟာနက်စ်ရဲ့အမားမဟုတ်ဘူးလို့လာပြောပါတယ်ငယ်စဉ်ခါတော့ကဟာနက်စ်ကိုအပြစ်တင်ခဲ့မိတာတွေအတွက်လည်းတောင်းပန်စကားပြောပါတယ်လလောဆင်မှာတော့တရားအပြစ်မဟုတ်မထွက်ရသေးပဲအထက်အပေးတဲ့တာဝန်တွေကိုလုပ်နေရတာဖြစ်ပါတယ်တရားအပေါ်မှာက င်းထောင်းနေကြရင်အမတ်ကောင်ရတဲ့ဆယ်ယောက်တွေကအများစုအားလည်းကင်းထောင်းတက်တယ်ဝင်ရောက်လာကြတာကိုသတိထားမိခဲ့ပါတယ်။တချို့လူတွေကတော့အရင်ညအဲရန်ပြောတဲ့စကားတွေကြောင့်ဝင်ရောက်လာတာမျိုးဖြစ်ပါတယ်။ဆာရှာကတော့ထုံးစံအတိုင်းဂိုဒေါင်ထဲကနေအသားတုံးတုံးကိုခိုးယူခဲ့ကြောင်းပြောပါတယ်။အကုန်လုံးကလည်းလန့်သွားကြပြီးအဲရန်ကတပြက်ထားလိုက်ဖို့တာပြောပါတယ်။ဒါပေမဲ့ဆာရှာကတော့ညရောက်ရင်အတူကင်းစားဖို့အတွက်ယူခဲ့ကြောင်းပြောပြီးဘလူမလည်းတီလောက်မှမဟုတ်ဘူးလို့ဆိုပါတယ်။ရုတ်တရက်ကြီးဆိုသလိုလွန်ခဲ့တဲ့9နှစ်ပေါ်လာတဲ့တိုက်တန်ကြီးကလည်းတိုင်းပြစ်မှမှပေါ်လာပြီးတိုက်တန်ပေါ်အမြောက်တွေကို ်ချလိုက်ပါတယ်။ Aaron ကလည်းလွန်ခဲ့တဲ့9နှစ်အလိုမဟုတ်ပဲ 3D gear ကိုကျွမ်းကျင်စွာသုံးနိုင်နေပြီဖြစ်တဲ့အတွက် Titan ရဲ့လေကုပ်ကိုပိုင်ဖို့အတွက်အချိန်ပြပြနဲ့ပဲဝင်သွားပါတယ်။ဒါပေမဲ့ခေါလိုတီးခံသည့်စစဲမှာရုတ်တရက်ပျောက်ကွယ်သွားပါတယ်။ Titan ကြီးကတော့လွန်ခဲ့တဲ့9နှစ်အလိုပဲတတိုင်းကြီးရဲ့အောက်ခြေကိုအပေါက်ကြီးပြောင်းလုံးသွားပါတယ်။အဖွဲ့အစည်းတွေကတော့ Aaron ကိုနောက်ဆုတ်ဖို့လမ်းခေါ်ပြီးအခုအဖြစ်အပျက်ကိုအသားကိုချက်ချင်းကြောင်ကြားရမယ်ဆိုပြီးပြောပါတယ်။ဒီတော့ပြည်သူတွေကိုလည်းပြေးလို့ရအောင်ရွှေ့ပြောင်းစေပါတယ်။တတိုင်းကြီးကလည်းအပေါက်ကြီးဖြစ်သွားပြီမလို့ Titan တွေကလည်းဝင်လာဖို့အပြေးလာနေ ကြပါတယ်ဒီတော့အမြောက်တွေနဲ့ပြစ်ပြီးအတန်းတိုင်းဆုံးတိုက်ခိုက်နေရပါတယ်အဖွဲချုပ်နေရာမှာလည်းအာမင်က 3D ကြာသုံးဖို့အတွက်ခက်စပိနေပါတယ်ဒါပေမဲ့စိတ်တွေလှုပ်ရှားလို့မီလက်တွေကလည်းအဆမပြတ်ကိုသုံးနေပါတယ်အပေါ့ကြီးကရှင်းမိတာတော့အတီပေါက်သွားတာကြောင့်အချိန်မီပိနိုင်မှာမဟုတ်ကြောင်းနဲ့ကြီးမားတဲ့ကြောက်တုံးကြီးတို့တောင်စိတ်ရှိတယ်လို့မွှေ့နိုင်တဲ့သူတို့အတွက်တော့မျောလင်းချက်မရှိတော့ဘူးဆိုပြီးတုံးဝင်စွာပြောနေပါတယ်အဲရန်ကတော့အရင်တော့လို့မဟုတ်တော့ပဲတိုက်တန်တွေအနိုင်ယူတာကိုနောက်ထပ်ခင်ရတော့မှမဟုတ်ဘူးဆိုပြီးအားပေးပါတယ်အတန်းတိုင်းဆုံးတားခဲ့ကြပေမဲ့လည်းနောက်ဆုံးမှာတော့တိုက်တန်တွေကတိုင်း င်းထဲကိုဝင်လာကြပါတယ်။နန်းတော်ထဲမှာတော့တမူကြီးပစ်စင်နဲ့ဘယင်ကအေးလူလူပဲစစ်သူရင်ကစားနေကြပါတယ်။ပစ်စင်ကအချော့ဘေဘီကစားတဲ့အတွက်အနိုင်ရတဲ့ဘယင်ကတော့မှန်တတ်နေပါတယ်။စစ်သူရင်စောရန်နေရမှာတော့နိုင်အောင်မကစားနိုင်ရင်စစ်ပွဲအစ်စင်မှာဘလို့များတိုက်စစ်စင်နိုင်မှာလဲဆိုပြီးပုတ်ခတ်ပြောဆိုပါတယ်။အဲ့ဒီအချိန်မှာပဲတိုင်းထဲကိုတိုက်တန်နေဝင်လာကြပြီဆိုတဲ့သတင်းဆိုတာရောက်လာပါတယ်။ပစ်စင်ကတော့ချက်ချင်းသွားဖို့လုပ်ပေမဲ့ပြည်သူတွေကအရေးမကြီးတာကြောင့်သူ့ဥရာကာဝယ်ပေးဖို့ဘယင်ကပြောပါတယ်။ဒါပေမဲ့သူတို့တွေအလာပါတလာပါပြောနေတဲ့အချိန်မှာတော့ပြည်သူတွေက တင်နေကြကြောင်းပြောပြီးပစ်စစ်တယောက်ချက်ချင်းထွက်သွားလိုက်ပါတယ်။ရှေ့တန်းတပွဲရလည်းကြားရပြီဖြစ်တာမို့စစ်ကူတွေထလှဖို့အတွက်မျိုးစောက်တက်ခေါင်းဆောင်ကအမိတ်ပေးနေပါတယ်။အပြင်ဘက်ကိန်းတကာကကြာရှုံသွားပြီဖြစ်တာမို့တိုင်တန်တွေကလည်းမြို့တွေကိုဝင်လာကြတော့မှဖြစ်ပါတယ်။ဒါအပြင်ဟိုမှာကိုရီးယားမှာဘလူးကလည်းအသွင်ကိန်းတကာကိုတက်ပြီးဖက်စီနိုင်နေတာမို့လူတွေရဲ့မျက်နှာမှာလည်းကြောက်စိတ်တွေကအတင်းအောင်ပေါ်လွင်နေပါတယ်။ရူစီတိုင်းကိုအတန်းနဲ့လဲပြီးကောက်ွယ်ဖို့နဲ့အကယ်၍များထွက်ပြေးမယ်ဆိုရင်တော့တေတံပေးမယ်ဆိုပြီးအမိတ်ချလိုက်ပါတယ်။ကောင်းဝင်တက်တယ်ကိုမနေ့ပြန်ဆိုရင်ဝင်ရမယ့်ချမ်းစကားတော့ဒီလိုအဖြစ် ြစ်ပျက်တွေကြောင့်ပဲစိတ်လီသွားပါတယ်။အဲရန်ကတော့၃နှစ်လုံးစ조사လေ့ကျင့်ခဲ့တာဘာအတွက်လဲ။ဒီတော့အတွင်းမှာတည်တဲ့လူတွေကလည်းတည်ကုန်ပြီဖြစ်ကြောင်းနဲ့ဒီနေ့တိုက်ခိုက်ပြီးအသက်ရှင်အောင်နေနိုင်မနည်းဖြင့်တော်ဝင်တတ်တယ်ဝင်နိုင်ပြီဆိုပြီးအားပေးပါတယ်။ဒီတော့မှဂျန်စလန်အမည်တွေပြောင်းသွားပြီးတိုက်တန်တွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲရန်နဲ့မီကာဆာကတော့အဖွဲမတူတာမလို့သူကာကွယ်ပေးလို့ရအောင်သူနဲ့သူလိုက်ခဲ့ဖို့မီကာဆာကပြောပါတယ်။ဒါပေမဲ့အရေးချင်းပြေးသွားတဲ့တိုက်ခိုက်ရတဲ့မားတွေကိုနောက်တန်ဘွဲမှာထားဖို့ဆုံးဖြတ်ထားတဲ့အတွက်မီကာဆာလည်းငြင်းမရဖြစ်နေပါတယ်။အဲရန်ကတော့အရှိန်အဟန် သွားမှာဖြစ်ပေမဲ့သူ့ကိုစိတ်ပူဖို့မလိုကြောင်းနဲ့ပြင်းချင်တာတွေကိုဒါရှေ့တန်းမတင်ဖို့ပြောပါတယ်။ဒါပေမဲ့လည်းမိကာစာကတော့ကျေးဇူးပြုပြီးမတင်လိုက်ပါနဲ့လို့ဒါတောင်းဆိုလိုက်ပါတယ်။အဲရန်ကတော့ဘာမှမပြောဘဲထွက်သွားပေမဲ့စိတ်ထဲမှာတော့ဒီနေရာမှာတည်လို့မရဘူးလို့ဒါရေရွံ့နေပါတယ်။ရှေးလူတွေခြံထားခဲ့တဲ့စာတွေမှာလည်းတိုက်တန်ဆိုတာဘယ်အနေစပြီးပြစ်လာတာလဲဆိုတာမပါဝင်မှုဖြစ်ပါတယ်။ဒီနေ့ဒီချိန်ထိတီးခဲ့ရတဲ့အချက်လက်အနည်းစုကလည်းကင်တောက်တရဲ့ကြိုးပမ်းမှုတွေကြောင့်ဒါတရှိခဲ့တာမျိုးဖြစ်ပါတယ်။တိုက်တန်တွေစီမှာအသိဉာဏ်ရှိမရှိဆိုတာတေချာမတိရသေးပေမဲ့မိဖွဲ့ဖို့အ တော့လည်းကြိုးပမ်းခဲ့မှုကြပါရယ်ဒါပေမဲ့လည်းအောင်မြင်ခြင်းတော့မရှိခဲ့ဘူးဖြစ်ပါရယ်အများစုကတော့အတီးပုံစံတွေသာဖြစ်ပေမဲ့မျိုးပွားအင်္ဂါတွေလည်းမပါရှိကြဘူးဖြစ်ပါရယ်ဒီတော့ဘယ်ကနေဘလို့မျိုးပွားရဲဆိုတဲ့အချက်ကိုလည်းနားမလည်နိုင်ကြသေးဘူးဖြစ်ပါရယ်ဒါအပြင်ဟောမှာအရန်ပူပြင်းတဲ့အည်ပြားတွေကိုလည်းပိုင်ဆိုင်ထားကြပါသေးတယ်တော်ရိုင်းတရဝါတွေကိုလည်းစိတ်ဝင်စားတာမျိုးမရှိကြောင်းနဲ့လူသားတွေကိုသာအဓိကတပ်ဖြတ်စားတော့တာမျိုးဖြစ်ပါရယ်ပြောရရင်တော့သူတို့တဘာဝဟိုကလူသားတွေကိုတပ်ဖြတ်စားတာဖို့အတွက်ဖြစ်တည်တာမျိုးဖြစ်ပါရယ်ဒါပေမဲ့ရာဇုနဲ့တကူးစားလောက်လူသားတွေမရှိ တဲ့တိုင်းပြင်မှာဘာလို့အမိပြုတ်ပြီးအသက်ရှင်နေကြတာလဲပြောရမယ်ဆိုရင်တော့ဘာလို့မှမစားမတော့ပဲအသက်ရှင်နိုင်နေဆိုပြီးကောက်ချက်ချလို့ရပါတယ်ဒီတော့လူသားတွေကိုဘာလို့စားတောင်းနေရတာလဲဆိုတော့ရှင်းရှင်းလေးပါတတ်ချင်လို့တတ်နေတာမျိုးဖြစ်ပါတယ်လူဖြစ်နေလို့သူတို့ကစားတောင်းတပြတ်ချင်နေကြတာမျိုးဖြစ်ပါတယ်သူတို့ရဲ့ကုသားနိုင်စွမ်းကလည်းအမခံနိုင်လောက်အောင်ကောင်းလွန်ပါတယ်အကယ်၍ခေါင်းတလုံးလုံးပြတ်ထွက်သွားရင်တော့မှနှစ်မိနစ်အတွင်းပြန်လည်ကောင်းမှုသွားနိုင်ပါတယ်ဒါပေမဲ့လည်းအာနာချက်တစ်ခုတော့ရှိပါတယ်လေကောင်းကိုပြင်းပြင်းထန်ထန်ဓာတ်မိတ်ပေးနိုင်ရင်တော့ပြန်လည်မကောင်းမှုတော့ပဲတည်သွားမှာဖြစ်ပါတယ် ယ်။အဲရန်ကတော့ဒီတိုက်ပွဲမှာတော့အစွမ်းကုန်ကြိုးစားပြီးအသက်ရှင်နိုင်ရင်ယာရူတော့အသက်မြတ်နိုင်မယ်ဆိုပြီးအာမင်ကိုအားပေးစကားပြောပါတယ်။အာမင်ကလည်းအားတွေတက်လာတဲ့အပြင်အဖွဲသားတွေကပါစစ်တွေတွေကြားလာကြပါတယ်။ဒီလိုနဲ့ 3D gear တွေကိုတုံးပြီးရှေ့တန်းနေရာစီကိုအလျင်မြန်သွားကြပါတယ်။ဒါပေမဲ့လည်းတင်သားလာတဲ့ပုံစုံတွေပြီးရှေ့တန်းတက်ကလည်းကြဆောင်သွားပြီးဖြစ်ပါတယ်။အဲဒီအချိန်မှာပဲတိုက်ခန်းကောင်ကဖားရကောင်လိုခုံလာပြီးအဖွဲသားတရားကိုတတ်စားလိုက်ပါတယ်။အဲရန်ကလည်းသွေးနဲ့တင် TV တစွတ်တို့ဝင်သွားတာကြောင့် Titan ကိုက်တာကိုခံလိုက်ရပြီးခြေထောက်တစ်ဖက်ကိုဆုံးရှုံးလိုက်ရပါတယ်။အနာဝလ လိုက်လာတဲ့အဖွဲ့အစည်းတွေကလည်းတိုက်တန်ဖန်ဆီးတက်ပြတာကိုခံလိုက်ရပါတယ်။အာမင်ကတော့သူ့တငယ်ချင်းတွေတက်ပြစားတောက်ခံနေရတာကိုထန်ကြီးနေုံသာတတ်နိုင်တော့တဲ့အထိကြောက်လန့်နေပါတယ်။အဲဒီအချိန်မှာပဲတိုက်တန်တကောင်ကအနားကိုရောက်လာပြီးအာမင်ကိုစားဖို့ကောက်ကင်လိုက်ပါတယ်။ဗဇက်နဲ့ထပြီးဗိုက်တယ်ကြတော့မဲ့ချိန်အေရန်ကအရင်ကအကြောင်းတွေကိုတတိယမိသွားပါတယ်။အာမင်ကစားဟုတ်တအုပ်ကိုယူလာပြပြီးအပြင်ကဘာကအယောင်အောင်အောင်စရာကောင်းကြောင်းနဲ့တနေ့ကျရင်တော့တေချာပေါက်တောတောင်တွေတသက်လုံးစစ်ထုံးဝင်တော့မကုံနိုင်မဲ့စားပင့်လေကြီးတွေတစ်တော်ကြီးတွေကိုမြင်နိုင်ရမယ်ဆိုပြီးအေရန်ပြောပူပါတယ်။ အဲ့ဒီအဖြစ်ပြက်ကိုတရားသွားတဲ့အဲရန်ကတော့ခြေထောက်တစ်ဖက်တည်းကိုအာပြုတ်ပြီးထားကတိုက်တန်ရဲ့ပါဇက်တွေကနေအာမင်ကိုဆွဲထုတ်ပြီးကယ်လိုက်ပါတယ်အဲရန်ကတော့ဘလူးရဲ့သွားကိုဓာတ်နဲ့ထောက်ပြီးနောက်ဆုံးအနေနဲ့သူလည်းပဲအပြင်ကဘာကိုသွားချင်ကြောင်ပြောပါတယ်အဲ့ဒီနောက်မှာတော့အဲရန်ရဲ့လက်ကိုတိုက်တန်ကကပ်ဖြတ်လိုက်ပြီးတိုက်တန်စားတော်ကိုပါခံလိုက်ရပါတယ်တစ်ဖက်မှာလည်းအနောက်တန်းမှာတာဝန်ကျတဲ့မီကာဆာကတခုခုခံစားမိသွားပြီးစိတ်ထဲဘဝင်မကြဖြစ်နေပါတယ်အာမင်ကတော့ကိုနီခေါ်တန်ကြောက်ပဲမိလေရာနဲ့နိုးလာပါတယ်ကိုနီကကြံတဲ့အဖွဲလားလေဘမာလဲမေးပေမဲ့အာမင်ကအဖြစ်ပြက်တွေ ိုပြန်မြင်အောင်မိပြီးဘာဆိုဘာမှမပြောနိုင်မဲကြောက်လန့်ပြီးအော်ဟင်နေပါဗါးကိုနီကဇက်တိုက်မိပေမဲ့လည်းအမင်းကဘာမှမဖြေတဲ့အတွက်အဖွဲ့သားတယောက်ကဒလို့ဆိုရင်အခြေအနေကိုနားလည်သိနေပြီလို့တာပြောလိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သာရံဖြစ်တော်မဲချိန်ဂျားရီကခရစ်စတာပဲဝင်သားပေးလိုက်ပါတယ်ကိုနီကတော့ရှေ့တန်းကိုဆက်သွားဖို့ခေါ်ပေမဲ့လည်းအမင်းကတော့လက်လျှော့လိုက်ပြီးမို့နောက်တန်းကိုဝဲသွားတော့မယ်လို့ပြောပါတယ်အနောက်တန်းကိုပြန်လာနေအရင်တော့ကလည်းအဲရန်တို့ရဲ့အကူအညီကိုအမြဲတမ်းယူနေရကြောင်းနဲ့သူကအားနေတဲ့လူတယောက်ဖြစ်တာကြောင့်အဲရန်တို့လိုတန်မာတဲ့လူတယောက်ဖြစ်ချင်ကြောင်းကိုတွေးနေပါတယ် ဒါပေမဲ့အခုချိန်မှာတော့သူ့အမြဲတမ်းကုညီပေးနေတဲ့ Aaron ကိုဘာမှပြန်မလုပ်ပေးနိုင်တာကြောင့်ယူကြုံများဖြစ်နေပါတယ်။အသွေးပေါင်းစုံဝင်နေတာကြောင့် Gia ကိုကောက်ကောက်မထိန်နိုင်တော့ပဲနယံဝန်တိုက်ပြီးပြုတ်ကျလာပါတယ်။တိုင်းနဲ့ကိုဝင်မဲ့ဂိတ်ပေါက်မှာတော့ကုန်းနယ်တတိတရားရဲ့လဲကြောင့်ဂိတ်ပေါက်မှာမဆန့်ဖြစ်နေပါတယ်။ပြည်သူတွေကိုလည်းတဖက်ကိုပေးမကူပဲသူ့လဲဟိုတာဝိုင်းသွင်းမိကြဖို့ပြောနေပါတယ်။ဂိတ်ဆောက်တွေကတော့ပြည်သူတွေကိုဦးစားပေးဖို့ပြောပေမဲ့သူကစစ်တပ်ကိုထောက်ပံ့မိရတဲ့လူတယောက်ဖြစ်တာကြောင့်အာဏာပြန်ပြနေပါတယ်။ပြည်သူတွေကိုဂိူးမဆိုင်ပဲတဖက်ကိုသွားခြင်းရင်တော့သူ့လဲဟိုတာဝိုင်းသွင်း မေးဖို့တာပြောပါတယ်အဲ့ဒီအချိန်မှာပဲမူမမှန်တဲ့တိုက်တန်တကောင်ကဂိတ်ပေါင်းစီကိုအပြေးလာနေပါတယ်ဒါတောင်ကုန်းနဲ့အဖိုးကြီးကလက်မလျှော့သေးပဲဝိုင်းသွင်းမေးဖို့တာပြောနေပါတယ်အဲ့ဒီအချိန်မှာတော့တပ်သားတွေကလည်းရောက်လာပါတယ်မူမမှန်တဲ့တိုက်တန်ကြီးဖြစ်နေတာကြောင့်တိုက်ခိုက်ဖို့တုန်ဆုံနေကြပါတယ်ဒါပေမဲ့မီကာဆာကအယမ်းမြန်တဲ့အချိန်နဲ့ဝင်လာပြီးတိုက်တန်ကောင်ကြီးရဲ့လက်ကုပ်ကိုတစ်ချက်တည်းနဲ့ပိုင်ပြီးစမုံတုံးမိလိုက်ပါတယ်ကုန်းနဲ့အဖိုးကြီးကတော့ပြည်သူတွေကိုဝိုင်းသွင်းခိုင်းဖို့တာပြောနေစေဖြစ်ပါတယ်ဒီဖြစ်ပျက်မှုမီကာဆာမြင်တော့ပြည်သူတွေဘေးလွတ်ရအောင်ရွှေ့ပြောင်းနိုင်ဖို့အတွက်သူတငယ်ချင်းတွေကအတတ်နဲ့ရင်မိ ီဘလူးတွေနဲ့တိုက်ခိုက်နေရကြောင်းပြောပါရယ်ဒီလိုဘာမဟုတ်တာလေးနဲ့ကြံ့ကြနေမှာဆိုရင်အများအတွက်တရားဥတော်စတိရမှာပဲဆိုပြီးအဖိုးကြီးရဲ့လက်ဘင်းကိုဓာတ်နဲ့ထောက်လိုက်ပါရယ်ဒီတော့မှအဖိုးကြီးကလည်းလက်ကိုနောက်ဆုတ်ခိုင်းပြီးပြည်သူတွေကိုဖက်သွားခင်ပြလိုက်ပါရယ်အဲ့တည်းကကလေးမလေးတယောက်ကယေရှုတင်ကြောင်းပြောတော့ရင်မပေါ်လက်တင်ပြီးပြန်လဲအလေးပြုခဲ့ပါရယ်ခေါင်းဆောင်ဖြစ်သူကတော့လှုပ်ဆောင်လာတော်လို့ချီးကျူးပေမဲ့မိကာစာတယောက်အလောတကြီးခေါလိုက်မိတဲ့အတွက်ဓာတ်တွေလည်းပျက်စီးသွားကြောင်းပြောပါရယ်ခေါင်းဆောင်ဖြစ်သူကအော်မင်းတော့သွားပြီးအရင်တော့ကဘာတွေများကြုံခဲ့ဘူးလို့အခုလိုမျိုးဖြစ်နေရတာလဲလို့မေးပါ ါတယ်ဒါပေမဲ့လည်းမမေးတမန်တီလို့ပြန်ရုပ်တင်လိုက်ပါတယ်မီကာဆာရဲ့အသွေးထဲမှာတော့သူမရဲ့မိဘတွေကိုပြန်မြင်အောင်နေပါတယ်မီကာဆာရဲ့နောက်ကြောင်တီးရဖို့အတွက်တက်ဂရီ144ခုနဲ့ကိုခဏလောက်ပြန်သွားကြည့်ကြတော့ပေါ့အဲ့ဒီတော့ကမီကာဆာရောမိသားစုကအယောင်ချင်းနူးပွဲရာမိသားစုတခုဖြစ်ခဲ့ပါတယ်တနေ့မှာတော့အေရန်ရဲ့ဖေဂရီရှာရဲကအလာကိုစောင့်နေပန်ထိုးတာနဲ့ပတ်သက်ပြီးအမေဖြစ်သူကတင်ပြပေးနေပါတယ်ဂရီရှာနဲ့အေရန်ရောက်လာချိန်မှာတော့တအိမ်လုံးကသွေးတွေပြေးချန်နေပြီးမီကာဆာရဲ့အဖေဖြစ်သူနဲ့အမေဖြစ်သူကတော့တည်ဆုံးနေပြီဖြစ်ပါတယ်ဒီတော့အဖေဖြစ်သူ ဂရေရှာရဲကတက်ဆိုင်ယာကိုအကြောင်းကြားဖို့သွားရမှာမလို့အဲရန်ကိုတောင်းချီမှာစောင့်နေဖို့မှာပါတယ်မိကာဆာတို့မျိုးရွာအကာမန်းဆိုတဲ့ family ကဆင်းသက်လာကြတာဖြစ်ပြီးရှင်တန်သူတွေကလည်းမိကာဆာတို့မိသားစုအပြင်အနေငယ်လာရှိပါတယ်မိကာဆာဦးကတော့ဖမ်းချုပ်ထားပြီးမှောင်ကိုဈေးကွက်မှာလင်းလန်းတင်ပြီးလိန်ကြုံပြစ်ရောင်းချဖို့ပဲဖြစ်ပါတယ်တကယ်တမ်းကအမေဖြစ်သူကိုဖမ်းမိုးလာခဲ့တာဆိုပေမဲ့ခူးကန်တိုက်ခိုက်နေတဲ့အတွက်တက်ပြစ်လိုက်တာမျိုးဖြစ်ပါတယ်ဒီတော့ငါမရရေချိုးပြန်ဆိုလိုမိကာဆာကိုဖမ်းမိတာပြန်လာခဲ့ကြပါတယ်အဖေဖြစ်သူကဂရေရှာရဲကရောက်လာတဲ့အထင်နဲ့ တကားဖွင့်မိလိုက်ပေမဲ့ဂရိရှာမဟုတ်ပဲပြန်ပေးဓမားတွေကဓာတ်နဲ့ချက်ချင်းထိုးချလိုက်ပါတယ်ပြန်ခုခံတဲ့အမေဖြစ်သူကိုလည်းမတက်တာလည်းအဆုံးမတော်တဆတက်မိသွားခဲ့တာမျိုးဖြစ်ပါတယ်ပြန်ပေးဓမားတွေစကားပြောနေတဲ့အချိန်ကလေးတယောက်ကတကားဝါကိုဖွင့်လိုက်ပါတယ်အဲ့ဒီကလေးကတော့အေရန်ပဲဖြစ်ပါတယ်အေရန်ကတော်ထဲမှာလမ်းပြောင်းနေလို့ရောက်လာခဲ့ကြောင်းပြောပါတယ်ဒီတော့ပြန်ပေးဓမားတွေကလည်းနောက်တယောက်ရပြီဆိုပြီးချော့မော့ပြီးအတဲဝင်လာဖို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲအေရန်ကအနောက်မှာဝှက်ထားတဲ့ဒါနဲ့ပြန်ပေးဓမားရဲ့လက်မျိုးကိုထိုးဆိုက်ပြီးစီဝိန်ချုပ်ပေးလိုက်ပါတယ်နောက်တယောက်ကတော့အတင်းလောက်လာတဲ့ တပြက်စီကိုထိမှချီထားတဲ့ဓာတ်နဲ့ပဲဖြီးထိုးလိုက်လို့အဲ့တယောက်လည်းရှော်သွားပါတယ်မိကာဆာကိုလည်းကျိုးရိပ်ဖြစ်ပြီးရင်သူကထောက်တာရဲခါရဲ့တားပြစ်ကြောင်းနဲ့အခုလုံခြုံပြီလို့သာပြောနေပါတယ်ဒါပေမဲ့မိကာဆာကပြန်မေးဓမ္မအဖွဲ့ကနှစ်ယောက်တည်းမဟုတ်ပဲနောက်ထပ်တစ်ယောက်ရှိနေသေးတယ်လို့ပြောပါတယ်နောက်ထပ်တစ်ယောက်ကလည်းအဲရန်တို့အနောက်ကိုရောက်လာပြီးအဲရန်ကိုဘောလုံးကန့်တယ်လို့ကန်ချလိုက်ပါတယ်အဲရန်ရဲ့လက်ဘဲကိုအတကုံညစ်ပြီးတတ်ဖို့လုပ်နေပါတယ်အဲရန်ကတော့မိကာဆာကိုတိုက်ခိုက်ဖို့နဲ့ငါတို့မနိုင်သေးမယ်ငါတို့နိုင်ရှင်တန်နိုင်မယ်ဒီတော့တိုက်ခိုက်ဖို့နဲ့မတိုက်ခိုက်ရင်ငါတို့နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ် ်မိကာစာလည်းအနားမှာကြားနေတဲ့ဓာတ်ကိုကောက်ကင်လိုက်ပေမဲ့မလုံးနိုင်ဘူးလို့သာရေရွနေပါတယ်ဒါပေမဲ့ခဏကြာမှတော့အုံနောင်းကနေလှုပ်ဆော်လိုက်သလိုမျိုးဖြစ်သွားပြီးတုံရင်နေတာတွေလည်းရက်သွားပါတယ်ဘာမဆိုလုံးနိုင်တယ်လို့သာခေါင်းထဲမှာရှိတော့တာမလို့ဓာတ်ရိုးကိုချစ်ချစ်ပအောင်ဆုပ်လိုက်ပါတယ်ရှိသမျှအားကိုအလွန်ကျွံသုံးလိုက်လေတော့ဓာတ်ရိုးတစ်ခုလုံးကကျိုးသွားပါတယ်အဲ့ဒီလိုနဲ့ပြန်မေးဓမရဲ့နှလုံးတဲ့တဲ့ကိုဓာတ်နဲ့ထိုးပြီးညှိကုံချုပ်ပြလိုက်ပါတယ်သက်ဆိုင်ရာတွေရောက်လာတဲ့အခါမှာတော့မရှုမလားတတ်ခန့်တာရတဲ့ပြန်မေးဓမတွေကိုကြည့်ပြီးဒီကလေးတွေလောက်ခဲ့တာဟုတ်မဟုတ်ရဲ့လားဆိုပြီးတော့တန်နေရဝင်နေကြပါ ါဗါတယ်ဂရီရှာရဲကတော့သူ့သားရဲ့မစင်မကျင်လောကတွေကြောင့်နောက်တစ်ခါအတန်းအနေများတဲ့ကိစ္စတွေမလုပ်ဖို့ဆိုပါတယ်အဲရန်ကတော့ရဲတွေလာတာဟိုတာစောင့်နေမကယ်နိုင်ကြောင်းနဲ့မိခါစာကိုကယ်ချင်တာကြောင့်လုပ်ခဲ့ကြအောင်ပြောပါတယ်အိမ်ကလွယ်ပြီးတခြားသွားစရာမရှိတဲ့မိခါစာကတော့အိမ်ကိုဘယ်လမ်းအနေသွားလို့ရမလဲလို့မေးပါတယ်လောလောဆယ်အရန်ချမ်းနေတဲ့အတွက်အိမ်ကိုအမြန်ပြန်ချင်နေကြောင်းပြောပါတယ်ဒီတော့အဲရန်ကသူ့လက်မင်းမှာပတ်ထားတဲ့မာဖလာကိုမိခါစာကိုခြုံပေးလိုက်ပါတယ်အိမ်ကလွယ်ပြီးတခြားသွားစရာမရှိတဲ့မိခါစာကိုလည်းသူတို့အိမ်ကိုလိုက်ခဲ့ဖို့ပြောပါတယ်ဒီလိုနဲ့ ဲ့မီကာဆာရဲ့အင်ဂျီစာကိုဆွဲပြီးရဲကအင်စီကိုခေါ်လာပါတယ်။တိုက်ပွဲတွေကမီကာဆာကတော့ဘလူးရဲနဲ့တကောင်မီးတကောင်တက်ရင်အယ်ရန်နာရှိနေရင်ဘာမှမစိုးလုံနိုင်တယ်ဆိုပြီးစိတ်ထဲမှာရင်ယွနေပါတယ်။